ဒီတို့ဒီကနေဘယ်လိုပြေးမှလဲရေတွေနဲ့ဟာကိုဟေးကလေမောင်းနဲ့လူမရှိပါနဲ့ဒီတို့ဟိုဘက်ကအဲ့မှာမှာဟိုဘက်ကရဲနဲ့တွဲမှာမဟုတ်ဘူးအားမပဲနေနေမှာပဲမောင်းကြောက်ဖြန့်ကီကီပတ်မြောက်ရီကရင်ပြည်နယ်အချိန်ကြီးကတော့ဒီကနေ့ကရင်ပြည်နယ်မြောက်ရီလေးကီကောမင်းလက်ပံမက်ထော်တလေးလမ်းမတလျှောက်မှာအိုးအိုးတောင်းနေဖြစ်နေပါတယ် ကေကေဘက်စီမံကိန်းကိုဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြပြီးတဲ့နောက်မှာဒီကနေ့ဆိုရင်ကေကေဘက်တစ်ခုလုံးကကြားဖြန့်အလုတ်ယုံကတရုတ်တီထွက်ပြေးနေကြရပါပြီဖယူဖယင်းနေပါကြီးနေညာတော့ကြီးနေဘာပေါ်ရေးကြောက်စုပဲရောက်နေမသိဖုံးဆက်လို့လည်းမြတ် ဘီရက်ကရွှေ့ပေးတယ်လို့ကျွန်တော်တို့သိရပြီမက်တော်လေးဖုံးချောင်းနဲ့ညမာဖုံးချောင်းအနောက်ကနေကန်ကူးပေးနေတယ်လို့ကျွန်တော်သတင်းရတာပါလေညမာလုံသမားတွေကြတော့ဖြစ်ချင်အဖြစ်ပစ်ထားလိုက်တယ်လို့ကျွန်တော်တို့သိရပြီးတော့ကီကီဘက်ကတော့အခုအခွန်ကြီးဖြစ်သွားပါလေ19ရက်နေ့မှာစစ်တပ်ကဝင်စစ်ပြီးစတားလင်အလုံး30နဲ့အလုံသမား2198ဦးကိုတွေ့တယ်လို့စစ်တပ်ကထုတ်ပြန်အပြီးမှာရှင်းလင်းရေးလုပ်တယ်ဆိုပြီးတော့ငွေတော့9မိနစ်10မိနစ်လောက်ကမှ မြောက်ရီကနေလမ်းကြောင်းကားတွေလာတယ်ဆိုတဲ့သတင်းတွေပေးပို့နေပါတယ်ကေကေပတ်စီမံကိန်းကထွက်လာတဲ့အလုံသမားတွေမြန်မာအလုံသမားအများစုကတော့မက်တော်တလီအင်ဂျင်နီယံပတ်မှာဒုက္ခရောက်လျက်ရှိပါတယ်မောလိုက်တာဟင်းဒီတို့ဒီကနေဘယ်လိုပြေးမှလဲရေတွေနဲ့ဟာဦး ဟဲ့လေမောင်းနဲ့လူမရှိပါနဲ့နင်တို့ဟိုဘက်ကအဲ့မှာမှာဟိုဘက်ကရဲနဲ့တွေ့မှာမသိဘူးအားမပဲနေနေမှာပဲမောင်းကန်ကူလေဟိုဘက်ကမ်းမှာစစ်သားပလေခိုင်းစစ်သားဖမ်းမှာအဲ့ဒါအကောင်းဆုံးခြေထဲအောင်နေရမယ်ဟောဟောမမမ ဟဲ့ဘာတို့ကဘယ်ဟိုသွားမှာတော့ဟုတ်လို့ငါတို့ဂိဟွားကိုထွက်မလားဂိဟွားထွက်ကြမလားငါတို့အိမ်ပြန်ရအောင်ပြီးရောထွက်မလားပြန်လာပြန်လိုက်ပါပြီဆိုတော့ဘယ်လိုထွက်လာလဲဆက်ကားရေဝင်လာတော့ပြိတ်တာဟုတ်ပါတော့ဒီလားကားပဲပြိတ်လိုက်ပြီလို့ပြောရတာဒီကနေ့တော့ဟိုဘက်မှာခိုင်းစစ်သားရရှိတယ်လေ။ဟာကားဘက်ကကတ်သွားမလဲဒီလိုမျိုးကတ်သွားရင်ဘယ်လိုသွားဘယ်ဟိုရောက်။ဟုတ်ရောက်ပါပြီ။ရောက်တော့သွားမယ်လေအဲ့ဒါဆို။သွားမယ်။

ညမာအလုံသမားတွေကတော့လခတော့မရပဲကုကေရာမဲ့နေတဲ့အခြေအနေတွေ့ရပါတယ်အဲ့တော့ဒီကနေ့ထပ်ပြီးတော့ထူးခြားတဲ့သတင်းများအရညမာထိုင်းနေဆက်မှာရှိတဲ့ online ကြဖြန့် center ရဲ့ starling အလုံးပေါင်း2500ကိုအင်တာနက်ဖြတ်တောက်လိုက်ပြီလို့ space h ကလည်းတရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ် space အနေနဲ့မြန်မာနိုင်ငံမှာတန်တရာရှိတဲ့ကြားဖြတ်စင်တာအနီးတစ်ဝိုက်ကဆက်တွေအကုန်လုံးပိတ်ချလိုက်ပါတယ်လို့ space ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်ဒီအချိန်ဤကြားဖြတ်နဲ့ပတ်သက်ပြီးကီကီပတ်နဲ့ပတ်သက်ပြီး PDF ကအဓိကဆောင်ရွက်နေတဲ့အခြေအနေလို့တော့အားလုံးသိထားရပြီ။မူလီအလင်းကုမ္ပဏီက ညီငားစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့ KMU ဥက္ကဋ္ဌလက်ရှိဥက္ကဋ္ဌအပါဝင်တာဝန်ရှိသူတွေကတော့ဘာတရားဝင်တည်မှထုတ်ပြန်ထားခြင်းမတွေ့ရသေးပါဘူးအဲ့တော့ကြာဖြစ်တဲ့ပသက်ပြီးလောက်ကိုင်းတကြောမှာပြင်းထန်တဲ့စစ်စင်ရေးတွေလုပ်ခဲ့ပြီးနောက်ပိုင်းမှာဒီတစ်ခေါက်အရှိတောင်အာရှနဲ့တရုတ်တွက်စိုးရင်စရာမြန်မာထိုင်းနယ်စပ်ကကြားဖြန့်လုပ်ငန်းအပါအဝင် ကမောရီးယားက ဟွန်ဆန်နဲ့ဟွန်မာနက်တွေအကြံပေးတရုတ်နိုင်ငံဘွား UK ကမောရီးယားနိုင်ငံသားရဲ့ခရစ်တိုတွေကိုအမေရိကန်ကသိမ်းဆီးလိုက်ပါတယ်။ဂျနီဗာမှာလုပ်နေတဲ့ဒေါက်တာဝင်းမြတ်အေးကလည်းအွန်လိုင်းလိမ်လည်မှုတွေကနေအာနာသိမ်းဖက်စစ်တပ်ကအကျိုးမြတ်ရနိုင်ပါတယ်လို့ထုတ်ပြောထားပါတယ်။စစ်တပ်ကြဖြတ်ရွေးကောက်ပွဲအဆက်အဆက်ဂိမ်းကစားပွဲစနိုင် ီကနေ့မှာစစ်တပ်ကိုယ်တိုင်ရှာရူးပေးခဲ့တဲ့ကြားဖြန့်ခေါင်းဆောင်ဗိုလ်မှူးကြီးဝေဆန်းတရုတ်ကဖမ်းဆီးလိုက်ပြီးနောက်ပိုင်းမှာတရုတ်ထောင်ထဲမှာထွက်ဆိုချက်တွေထွက်ပေါ်လာပါတယ်ဒီဗိုလ်မှူးကြီးဝေဆန်းကြားဖြန့်တာလှုပ်တာပဲလှုပ်လို့ဘိန်းကုံကူးတာပဲလှုပ်လို့လူကုံကူးတာပဲလှုပ်လို့အားလုံးဟာမြန်မာနိုင်ငံရဲ့စစ်တပ်ခွင့်ပြုချက်နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့လှုပ်တာပဲလို့တရုတ်ထောင်ထဲမှာအဖမ်းခံရတဲ့ ဘုံမူကြီးဝေဆန်းကထွက်ဆုံလိုက်ပါတယ်ဆိုတော့ဖက်စစ်တပ်ကဒီအချက်ကိုကောင်းကောင်းနားလည်ပုံရပါတယ်ဒီနေ့မှာကြားဖြတ်အရေးကိုဘသူကဘလောက်ထိကင်တွယ်ကစားနိုင်လဲဆိုတဲ့အခြေအနေအမေရိကန်ကမျက်စိတောက်ထောက်ကြည်လာပြီး UK ပါပါလာတဲ့အာရှတွင်ကြားဖြတ်နှိမ့်နီးဟာဥတီပြမဟာတရုတ်ဖြစ်လာလိမ့်မယ်လို့အလုံးကတွက်ဆ ထားကြပါတယ်ဆိုတော့ဒီသတင်းนี่ဟာအင်မတန်စိတ်ဝင်စားစရာကောင်းလာပြီးမြန်မာနိုင်ငံရေးအခင်းချင်းရဲ့ proxy ကစားပွဲလို့တော့ပြောလို့ရတဲ့အခြေအနေမျိုးတွေ့ရပါတယ်ဒီကနေ့ KK ပတ်တကြောမြောက်ရီမင်းလက်ပန်းမက်ထော်တလေးတကြောမှာလမ်းမတလျှောက်မှာပြည်နေတဲ့မြန်မာလူသားတွေရဲ့တရုတ်နိုင်ငံသားတွေ အုံအုံထနေတဲ့ဆိုင်ကယ်ကြီးကားကြီးဘလောင်ဆူနေတယ်အလုံးနဲ့တွေ့မိတာဖြစ်မှာတချို့ထိုင်းနိုင်ငံသားတွေကထိုင်းအာဏာပိုင်တွေပြန်ခေါ်ယူနေသလိုအခြားနိုင်ငံသားတွေကိုတော့ကန်ကူးခွင့်မပေးဘူးလို့ထိုင်းကပိတ်ထားပါတယ်တချို့မြန်မာတွေကတော့ရွှေကုတ်ကိုဘတ်သွားဖို့ပြင်ဆင်နေကြတယ် BGF ကရင်းနဲ့ခေါ်ထုတ်နေတယ်လို့ထိုင်းစစ်တပ်ကလလန်းမပီတဲ့ဂိတ်တွေကနေတရုတ်တွေကူးနေတယ်လို့ ျွန်တော်တို့သတင်းတွေကြားနေရပါတယ်အဲ့တော့ကီကီပတ်ကိုအယောင်ပြပြီးရွှေကုတ်ကိုကတော့လွတ်နေအောင်ပါလား BGF စောချစ်သူကိုမင်းအောင်လိုက်ဖက်စစ်တက်ထိုးကျွေးပြီလားအလဲကောင်းမှာဂျာညက်နေတာကတော့မူလီအလင်းကုံကြီးကမြေငားစာချုပ်တက်တည်လက်မှတ်ထိုးခဲ့တဲ့ KNU ထိပ်ပိုင်းကောင်းဆောင်ကိုရဲ့အစီအနေ ကရင်ပြည်နယ်ကြားဖြတ်နယ်ကရင်လက်နက်ကင်တမားထိုင်းမြန်မာ ကမောရီးယားနဲ့အမေရိကန် UK တို့ရဲ့ကစားခွင့်နဲ့တူဦးတည်ပြမဟာတရုတ်စီကိုရောက်ပါမလားကောမမရေးထားပြီးခဲ့ပါ